1 2 3 action အားလုံးပဲမင်္ဂလာပါ Memories YouTube channel ကနေအပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့ MM3 ရဲ့မျှဝေမှုလေးကနေကြိုဆိုပါရစေဒီတစ်ပတ်ရဲ့ Sunday မှာတော့ဆရာဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ခေတ်ရဲ့တောင်းဆိုမှုများဆိုတဲ့စာအုပ်ထဲကစောင်းပါလေးတစ်ပုဒ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီစောင်းပါလေးကတော့1 2 3 action ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။ MM3 ရဲ့အမျှဝေမှုလေးကို အဆုံးထိလိုက်ပါကြည့်ရှုနားဆင်အပေးချဖို့ဖိတ်ခေါ်ပါတယ်ရှင်။1 2 3 action အလုပ်လုပ်တဲ့အခါပရိုပီတာတယ်ဆိုတာအရှင်းဆုံးပြောရရင်ယူထားတဲ့ပတ်စံနဲ့တန်အောင် ထိုက်တဲ့နဲ့လှောက်အားထိုက်တဲ့နဲ့ကျွမ်းကျင်မှုပြန်ပေးတာမျိုးကိုခေါ်တာပါ။ အဲ့ဒီအလုတ်ကရတဲ့ပတ်စံနဲ့အသက်မွေးတယ်။အဲ့ဒီအတွက်အကောင်းဆုံးလုပ်တယ်။ကျွမ်းတထက်ကျွမ်းကျင်အောင်ကြိုးစားတယ်။တခါတလေကျကိုအသက်မွေးလောက်တဲ့အထိဝင်ငွေကမရဘူး။ဒါပေမဲ့ပတ်စံတော့ယူတယ်။ပရဟိတလုတ်ပေးတာမျိုးမဟုတ်ဘူး။ဥပမာကျွန်တော်ဆိုရင်စာရေးတာ၊သင်တန်းပေးတာမျိုးတွေပေါ့။အဲ့ဒီအခါတွေမှာလဲငါအသက်မွေးလောက်တဲ့အထိပတ်စံရတာမှမဟုတ်တာဆိုပြီးပေါ့ပြက်ပြက် လုပ်လို့မရဘူး။ယူထားတဲ့ပတ်စံနဲ့တန်အောင်လုတ်အားကိုပြန်ပေးရပါတယ်။ အဲ့ဒီလိုပရိုပီတာဖို့စ조사တဲ့အခါမှာအ धिक ပြဿနာပေးတာကကျွမ်းကျင်မှုမရှိတာရင်စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်တာရပါစိတ်ခံစားချက်ကိုမှနှမျိုးထောက်ခွဲလို့ရတယ်အပြင်ကပါလာတဲ့စိတ်ခံစားချက်နဲ့လုပ်ငန်းခွင်အတွင်းထဲကစိတ်ခံစားချက်ပါအပြင်ကပါလာတဲ့ခံစားချက်ဆိုတာကဥပမာရီးစားနဲ့ပြက်အသေးကွဲလာတယ်အဲ့ဒီခံစားချက်ကိုလုပ်ငန်းခွင်စီတဲလာတယ်အိမ်နဲ့အဆင်မပြေဘူး မိဘနဲ့ပြဿနာဖြစ်တယ်။ငွေရေးကြေးခက်ခဲနေတယ်။စတဲ့ပြဿနာတွေခံစားချက်တွေကြောင့်အလုံမာလာထိခိုက်တာမျိုးရှိတယ်။ငငယ်ကဘောလုံးပွဲတွေကြီးရင်တိတ်တဘောကြမိခဲ့တာတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တချို့ဘောလုံးသမားတွေနီးပြတွေဟာတကယ်အရင်နီးဆုံးလို့ပြောလို့ရတဲ့ကိုအဖေအမေဆုံးပါသွားတာတောင်မှအသင်းအတွက်အရေးကြီးတဲ့ပွဲတွေဆိုရင်ခွင့်မယူပဲဝင်ကစားကြတာလေ။အဖေအမေဆုံးပါသွားတယ်ဆိုမှ ဝမ်းမနေတဲ့သူတော့ဖဲရှိမလဲဒါပေမဲ့အဲ့ဒီဝမ်းနေတဲ့စိတ်ကို နောက်ပိုးပြီးကို့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ကြရတယ်ဟိုတယ်တစ်ခုကိုဝင်သွားပြုံးရွှင်စွာနဲ့ကြိုဆိုးနေတဲ့ reception နဲ့လေးမှာမဒုက္ခမှမရှိလို့ပြုံးနေနိုင်တာမဟုတ်ဘူးစင်ပေါ်မှာမြူးတူခုံပေါက်နေတဲ့အဆိုတော်တွေဘဝမှာအဆအဆအရာရာပြည့်စုံနေလို့ခုံပေါက်နေနိုင်တာမဟုတ်ဘူးအားလုံးမှာအခက်အခဲကိုစီအစင်မပြေမှုကိုစီနေကြည့်ပဲဒါကောမှ ိုယ့်ရဲ့ကိုယ်ရေးကိုယ်တာခန်းစားချက်တွေကိုထိန်းချုပ်ပြီးအလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ကြရတာဖြစ်ပါတယ်။နောက်တစ်ခုကလုပ်ငန်းဝင်တွေကခန်းစားချက်တယောက်နဲ့တယောက်ဆက်ဆံရေးအဆင်မပြေတာအကြောင်းတစ်ခုနဲ့ပတ်သက်လို့အမြင်မတူတာကိုညှင်းကြခုံကြရင်ပုဂ္ဂိုလ်ရေးတွေပါလာတာဒါတွေကြောင့်လည်းအလုပ်ကိုလာထိကြိုက်တာတွေရှိနိုင်ပါတယ်။စဉ်းစားကြည့်ပါကျွန်တော်တို့ဆေးရုံသွားတယ်အဲ့ဒီကဆရာဝန်ဆရာဝန်မတွေလမ်းစာမလုံလောက်တာတွေအိမ်နဲ့အဆင်မပြေတာတွေ လုပ်ငန်းဝင်မှာအခက်အခဲဖြစ်နေတာတွေကျွန်တော်တို့သိချင်လားမသိချင်ပါဘူးသူတို့စီကနေအကောင်းဆုံးကုသမှုကိုပဲလိုချင်ပါတယ်ရှိုးဝဲတဝဲသွားတယ်အစိုးရကနေကျွန်တော်ကျမအတန်ဝင်းနေလို့အေးရပြက်နေလို့ပြိတ္တကြီးနားလဲပေးပါ ဆိုတာမျိုးကြားချင်လို့လားမကြားချင်ပါဘူးပတ်စံတွေအကုန်ခံပြီးလက်မှတ်ဝဲထားတာအဲ့ဒါတွေကိုနားထောင်ဖို့မှမဟုတ်တာသူ့စီကနေအကောင်းဆုံးဖျော်ဖြေတင်ဆက်မှုကိုလိုချင်လို့ဖြစ်ပါတယ် စားတောက်ဆိုင်မှာသွားစားတယ်။အဲ့ဒီကဝိတ်တာလေးတွေအလုံးလုံးရတာအဆင်ပြေကြရဲ့လား။လောက်စားရောလောက်ငှားရဲ့လား။အဆောင်နေရတာတွေရောအဆင်ပြေလားဆိုတာတွေသိချင်လား။မသိချင်ပါဘူး။သူတို့စီကနေအကောင်းဆုံးသောဝန်ဆောင်မှုကိုပဲလိုချင်ပါတယ်။ဒါဆိုကျွန်တော်တို့စီကိုရောက်လာတဲ့သူတွေကရောကျွန်တော်တို့ဘာတွေဖြစ်ပျက်နေတယ်ဘလူတွေအစင်မပြေဒုက္ခရောက်နေတယ်ဆိုတာကိုသိချင်ပါမလားမသိချင်ပါဘူးဒီတော့ ဘာကြောင့်အဆင်မပြေဖြစ်သွားတယ်ကျွန်တော်အိမ်မှာပြဿနာနည်းနည်းရှိနေလို့ပါနားလည်ပေးပါစတဲ့အကြောင်းပြချက် excuse တွေမပေးပါနဲ့ဘသူမှမလို့ခြင်းမအောင် pro တယောက်စီကနေလိုချင်တာတစ်ခုတည်းရှိပါရဲ့အဲ့ဒါကတော့ performance စွမ်းဆောင်ရည်ပါဆရာဝန်တယောက်စီကအကောင်းဆုံးသောကုသမှုစာရေးဆရာတယောက်စီကအဆင့်အတန်းမြင့်တဲ့စာပေဖန်တီးမှုဟိုတယ်ဝန်ထမ်းစီကအကောင်းဆုံးဝန်ဆောင်မှု အဆူတော်တယောက်စီကအကောင်းဆုံးဖျော်ဖြေမှုဒါတွေကိုပဲလိုချင်ကြပါတယ်။ဒီတော့ကိုတိုင်းပရိုပီတာတဲ့သူဖြစ်ချင်တယ်ဆိုရင်လေအဲ့ဒီလို အကောင်းဆုံးစွမ်းဆောင်ရည် performance ကိုသာပေးနိုင်အောင်စူးစမ်းရပါလိမ့်မယ်။ကိုလုပ်ငန်းခွင်ကို ရုပ်ရှင်ရိုက်ခွင်းတစ်ခုလို့မြင်အောင်ကြည့်လိုက်ပါ။အပြင်မှာစိတ်ဒုက္ခတွေကြုံနေရမယ်မဲ့ဇလန်ထဲမှာဟာတာပုံစံတရုပ်ဆောင်လာတာမျိုးရှိမယ်တရုပ်ဆောင်တွေတယောက်ကိုတယောက်ကြည့်မရအောင် ပြိုင်ဆိုင်နေကြတယ်ဆိုပေမဲ့ဇလန်းထဲမှာညီအကိုအဖြစ်တရုတ်ဆောင်လာတာမျိုးတွေလည်းရှိနိုင်ပါတယ်ဒီတခါဘလောက်ပဲစိတ်ညစ်နေပါစေဒရိုက်တာက1 2 3 action ဆိုတာနဲ့ညစ်နေတဲ့စိတ်တွေကိုဖယ်လိုက်ပြီးဟာတာဇက်ကောင်ဇေယိုက်ကိုတွင်းလိုက်ရတယ်ကြိတ်မရတဲ့စိတ်ကိုဖယ်ပြီးညီအကိုဆိုတဲ့ mood ကိုတွင်းလိုက်ရတယ်ကတ်လို့ပြောလိုက်တာနဲ့ငကိုစိတ်အခန့်တွေပြန်ဝင်လာကြတယ် ကျွန်တော်တို့အလုတ်မှလည်းဒီသဘောပါပဲကြာနေတဲ့စိတ်တက်အစင်မပြေဘူးဆိုတဲ့စီးပွားရေးကွဲနေတဲ့အသေးတွေကိုမနဲ့မိုးလင်းလို့အလုတ်သေးရောက်ပြီးဆိုတာနဲ့မိရေးပြီးဒီကဝင်နေဒီအလုတ်နဲ့အသက်မွေးနေတဲ့ pro ဆိုတဲ့ဇက်ကောင်စရိုက်ကိုတွန်းလိုက်ပါပြီးရင်အကြောင်းပြချက်တွေ အစားအကောင်းဆုံးသောစွမ်းဆောင်ရည်ကိုသာပေးပါ cut ဆိုတဲ့အလုတ်စင်းချိန်ကြတော့ပြန်ညက်ချင်ညက်ပေါ့အသေးပြန်ကွဲချင်လဲကွဲပေါ့ ကျွန်တော်တို့အားလုံးဟာလူသားတွေဖြစ်တာမို့ခံစားချက်တွေ ရှိကြတာပဲဖြစ်တဲ့သူနဲ့အဆင်မပြေရင်အသေးကွဲမယ်စိတ်တက်ကြစရာရှိရင်စိတ်တက်ကြမယ်ပျော်စရာရှိရင်ပျော်မယ်အားငယ်စရာရှိရင်အားငယ်မယ်ဒေါသထွက်စရာရှိရင်ဒေါသထွက်မယ်ဒါတွေကရှောင်ရှားလို့မရပါဘူးဒါကြောင့်မို့ we can avoid the emotion we can do this to understand and manage it စိတ်ခံစားချက်တွေကို မရှိတော့အောင် လုပ်လို့မရပါဘူး ကျွန်တော်တို့လုံးလို့ရတာကကိုဘာဖြစ်နေတယ်ဆိုတာနားလည်အောင်လုပ်ပြီး အကောင်းဆုံးထိန်းချုပ်ဖို့ပါပဲအခုမျှဝေသွားတာလေးကတော့ဒေါက်တာဖြိုးတီဟာရေးသားထားတဲ့ခစ်တဲ့ရဲ့တောင်းဆိုမှုများစာအုပ်ထဲက1 2 3 ashing ဆိုတဲ့စောင်းမလေးကိုမျှဝေသွားတာဖြစ်ပါတယ်ဒီစောင်းမလေးကလိုပဲအားပေးသူပရိသတ်ကြီးလေးကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကို နားလည်အောင်လုပ်ပြီးအကောင်းဆုံးထိန်းချုပ်နိုင်ခြင်းအပြင် ပရိုပီတာသောပရိုဤဖြစ်နိုင်ကြပါစေလို့တောင်းဆုပြုရင် MM3 ရဲ့မျှဝေမှုလေးကနေနှုတ်ဆက်ပါတယ်။အပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်မဲ့ MM3 ရဲ့မျှဝေမှုလေးကိုလည်းဆက်ဆက်စောင့်မျှော်အားပေးကြပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။